်လော်ရိုနဲ့ခရစ်ဆော်ဒန်တို့အခုဒီမှာမှရှင်ပြိုင်ကစားမယ်ပရီးမီးယားလိပွဲစဉ်17ကိုဘယ်လိုခတ်မှန်းထားကြပါသလဲ mingla ba bya kokain star football show ani chulu ba re chano kokain ma chano nyu gwe do poman tin sat pi ni ja football pandit de ye premier league pwe tin witwi jin si achai tin ywe che mu kan na le hu sat tin do ma be phit par de ကျွန်တော်အခုတင်ဆက်နေတဲ့အချိန်ကာလအတွင်းမှာပေါ်မာစင်ဂျုံနိုဟယ်ရီရက်နက်စတဲ့ဘန်ဒစ်၃ယောက်ရဲ့ခမန်းမှုတွေကိုမတွေ့သေးတဲ့အတွက်ကြောင့်ကျွန်တော်လော်ရိုနဲ့ခရစ်ဆောက်တန်တို့ရဲ့ရွေးချယ်မှုတွေကိုဒါကျွန်တော်အကြိုက်ရွေးချယ်မှုနဲ့ပေါင်းထည့်ပြီးတော့သုံးသပ်ဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ပွဲတော်တင်ဟော့စပါနဲ့မန်ချက်စတာယူနိုက်တက်အကြောပေးမှုရတည်တည်ဖြစ်ပါတယ်တော်တင်ဟော့စပါကွင်ရောက်နေပေမဲ့လည်းမန်ယူနိုက်တက်ရဲ့နောက်ဆုံး၄ပွဲဆက်ရှုံးနိမ့်မှုမရှိတဲ့အချက်ကဒီပွဲစဉ်မှာတည်တည်ဖြစ်သွားသေးတယ်လို့ကျွန်တော်ယူဆပါတယ် တိုတယ်ကူကတော့ 3D ဖြစ်တဲ့အတွက်ကြောင့် 3D တိုင်းပြီးသွားဖို့အခြေအနေတွေရှိသလိုတိုတယ်ကူ over tap under လည်းဖြစ်ဖို့အခြေအနေတွေများပါတယ်ဒီပွဲစဉ်ကို Loro ကစပါ2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ် Chris Sutton ကတော့1-1တေပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်လည်းဒီပွဲစဉ်ကိုတေပွဲစဉ်တစ်ပွဲထက်ပိုပြီးတော့တော့မပေးခြင်းဘူးတေကြဖို့များတဲ့ပွဲတကယ်ပေးရတဲ့အတွက်ကြောင့်တေကြရင်လည်းမြည်သူမြည်သူမှအကျိုးမြတ်ရမှာမဟုတ်ဘူးဒါပေမဲ့လည်း အကျိုးမြတ်ရနိုင်ကြီးအနေငယ်ဘယ်အသင်းရှိလဲဆိုရဲအပိုင်းကိုပဲကျွန်တော်တွေကစီစစ်ရွေးချယ်ရမယ်သဘောမျိုးပါကျွန်တော်ကတော့ Manchester United ကိုပို့ပြီးသဘောကျတယ်ဟတ်တူဟတ်ထိတဲ့တွေ့ဆုံမှုတွေအရ United ကပြက်ပြက်သားသားရှုံးနေမှုတွေရှိခဲ့ပေမဲ့တဲတဲထက်မပူတဲ့အကျောပေးမှုကိုမပေးခြင်းဟာ United အသာစီးရရှိနိုင်မှုတွေရှိနေတဲ့အတွက်ကြောင့်လို့လားဆိုတော့အတွေးခေါ်မျိုးကျွန်တော်မှရတယ်ပေါ့နော်အဲ့အတွက်ကြောင့် နိုင်ရင်တော့ပါသနစ်နည်းနည်းလေးနိုင်နိုင်ချေရှိတဲ့ယူနိုက်တက်ကိုအားပေးတာပို့ပြီးကောင်းမယ်လို့ထင်ပါတယ်။တေချာဖို့ကတော့များတဲ့ပွဲတင်တဲ့ပွဲဖြစ်ပါတယ်ခင်ဗျ။ကဲကျွန်တော်နောက်ထပ်တစ်ပွဲသွားအောင်။အပွဲတင်ကတော့ Everton နဲ့ Fulham ပွဲဖြစ်ပါတယ်။အကြောပေးမှုရက Everton တေတဝက်ရှုံးမှာဒီပွဲတင်ကို Loro ကတော့ Everton 2-1နဲ့နိုင်မယ်လို့မှန်းထားပါတယ်။ဆောက်တန်ကတော့1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်။အေဗာဒန်ကလည်းအခုနောက်ပိုင်းပွဲစဉ်တွေမှာ အဲ့ဒါတော့မကောင်းတော့ဘူးအဖူလန်အတင်းကလည်းဒီနှစ်ဘောလုံးရသည်ယုံကြည်လို့မရတဲ့အတင်းတင်းတရင်အပြည့်ရှုံးမဟုတ်ဖဲနဲ့တဝက်ရှုံးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွေကဟိုတဝက်လောက်ရှုံးပြီးနိုင်နိုင်ချင်းရှိတဲ့အတင်းကိုစွန့်စားလိုက်တာကပို့ပြီးတော့တင့်တော်မှုရှိလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာ evidence အသင်းကိုအားပေးကြပါတယ်လော်ရိုနဲ့အမြင်ချင်းအနေငယ်တူပါတယ်ခင်ဗျနောက်ထပ်တစ်ပွဲဝက်ဆန်နဲ့ဘန်လီ ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကတော့ Watson ကတည်အပြည့်ရှုံးပေးထားပါတယ်။ဒီလိုအကျော်ပေးမှုကပြီးခဲ့တဲ့ Premier League ပွဲစဉ်တစ်စဲမှာ Watson ပထမဆုံးနိုင်ပွဲရခဲ့တာကြောင့်လည်းဖြစ်ပါလိမ့်မယ်။အဲ့တော့ဒီပွဲစဉ်ကိုပန်ဒစ်တွေဘယ်လိုခန့်မှန်းထားသလဲ။ Loro က Watson 2-1နဲ့နိုင်မယ်လို့မှန်းပြီး Chris Sutton ကလည်း Watson 2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဒီအချိန်မှာ Watson ကိုကျွန်တော်တို့ business လုပ်သင့်ပြီလားဆိုတဲ့အပိုင်းကိုထည့်ပြီးတော့စဉ်းစားရပါလိမ့်မယ်။ Watson ဒီမယုံကြည်နိုင်စရာကောင်းတဲ့ပုံစံတစ်မျိုးအဖြစ် ယူနိုစန်တိုနဲ့သာအံဝင်သွားမယ်ဆိုရင်တက်လာဖို့ရှိရဗျ။အဲ့အတွက်ကြောင့်ဝက်ဆန်သည်နောက်ပိုင်းပွဲတွေမှာပြိတက်ကိုစိတ်ကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်တဲ့ပုံစံမျိုးလေးတွေတော့ခက်စစ်စိတ်မြင်လာဖို့ရှိတယ်။အရှိတပွဲမှာဆိုရင်လည်းဝက်ဆန်သည်နျူကတ်ဆယ်ကိုအကောင်းဆုံးအနိုင်ယူခဲ့တယ်။အဲ့ဒါကြောင့်ဒီပွဲစဉ်မှာကျော်ရစ်သည်ဝက်ဆန်ကိုအားပေးတာကပို့ပြီးတော့ကောင်းလိုက်မယ်။တေကြရဲ့အပြည့် risk ယူရမယ်ဆိုပေမဲ့ကျွန်တော်လည်းဒီနမကြီး ပတ်နေအောင်နဲ့အမြင်ချင်းတူတဲ့ဝက်ဆန်အသင်းကိုသဘောကျပါရခင်ဗျ။နောက်ထပ်တပွဲကတော့ Chelsea နဲ့ Wolverhampton ဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကတော့တစ်တဝက်ရှုံးမှာဒီပွဲကို Loro က2-0နဲ့ Chelsea နိုင်မယ်လို့ခန့်မှန်းထားပြီးတော့ Chris Sutton ကလည်း2-0နဲ့ Chelsea နိုင်မယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်တခုစိုးရိမ်တာ Chelsea ရဲ့မတည်ငြိမ်တဲ့ခြေစွမ်းပိုင်းဗျတပွဲရွှေတပွဲငွေပုံစံအရဒီပွဲကိုယုံကြည်သင့်ပါမလားဆိုတဲ့အပိုင်းကျွန်တော်စဉ်းစားလိုက်မယ်ကွာရာဘက်ကိုလည်းတည်ရပဲကစားနိုင်ခဲ့တယ် ဒီပွဲကညနေပွဲဒီပွဲလည်းဖြစ်တယ်ချက်စီးနေနဲ့ခဲရခဲစေကစားပွားတော့တေးကြတယ်တစ်ဖက်ကအူဗန်နန်ဒီအခုနောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်းပူပူနွေ့နွေ့ချက်စီးကို EF ကမှရှုံးထားတယ်ဆိုတော့ဒီပွဲမှာချက်စီးရဲ့အဓိကကစားသမားတချို့ပေါ်တော့ခွင့်ရလာနေတယ်ဥမာပြောရရင်လီယန်ဒီလက်ပေါ့လီယန်ဒီလက်ဒီ ကွာရာဘက်ကိုတည်ကြားခဲ့တဲ့ပွဲစဉ်မှာတွန်းတွန်းတက်တိုက်နဲ့တော့စော့ပြီးသွားတယ်။ JB နဲ့ Lian Dilap ကိုပွဲတော်ခွင့်တနေရာမှာတရားဥကိုတဲ့တော့ရင်သုံးသင့်ပြီဗျ။အခု JB နောက်ဆုံးရှစ်ပွဲသက်ဂိုးပေါက်ပြောက်ပြီးတကိုးသွင်းတယ်။ကွာရာဘက်နဲ့ပွဲစဉ်မှာကြောက်လဲဘာမှထူးမနေပြန်ဘူးပေါ့နော်။ဆိုတော့ Edmarus ကနေနဲ့ Lian Dilap ကိုပြန်ပြီးအသုံးပြုမယ်ဆိုရင်တော့ချယ်ဒီရဲ့ပုံတံတန်လေးရဲ့တမျိုးတစ်ပုံမြန်ပြောင်းလဲသွားမလားပေါ့နော်။အဲ့ဒါကြောင့်ကျွန်တော်ကတော့ ီဘက်ကလီယန်ဒီလက်ပေါ်တခွင် ပါဝင်လာနိုင်ခြင်းနဲ့အတူချက်စီးအသင်းကိုအရေးစုံပြီးတော့ရွေးချယ်ကြည့်ကျင်တယ်။တကူနဲ့ကတ်နိုင်တဝက်ပဲရှုံးမှဖြစ်တဲ့အတွက်ကြောင့် Rickstock ကြီးကြီးမားမားယူစရာမလိုဘူး။အဲ့တော့ကျွန်တော်ကတော့ဒီဘွဲစင်မှာချက်စီးကိုပဲရွေးပေးကြပါတယ်။လော်ရိုနဲ့ရောခရစ်ဆော့ဒန်နဲ့ကောအမြင်ချင်းတူညီပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်ခင်ဗျ။တကယ်လို့ကျွန်တော်ညီကိုတွေဘောလုံးပွဲကစားချင်တယ်ဆိုရင်စူပါစီနီယာဘစ်ဘော့စီမှာအိုင်ဘတ်ခွန်ရှစ်ကိုငါးသုံးလုံးမစ်စ်နဲ့မောင်ငါ၆တို့ကိုမန်ဘာတဲ့ အပိုစုရေးများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်။အသေးသေးသိကြတယ်ဆိုရင်တော့ဘဘနမတ်39 89 69 440မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ။ Okay ကျွန်တော်နောက်ထပ်ပွဲတွေတွားလိုက်အောင်။ Aston Villa နဲ့ဘုံမောက်ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကတော့ Aston Villa ကတည်ကြရင်တဝက်ရှုံးပေးထားပါတယ်။ Loro က Villa 2-1နဲ့နိုင်မယ်လို့မှန်းပြီး Chris Sutton ကတော့1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်။ Man City ကိုကိုပြတ်ရှုံးနေခဲ့တဲ့ပြီးမှာဘုံမောက်အသင်းကလည်း အနိုင်ရရှိဖို့အတွက်ပြန်လေကျိုးပန်းပါလိမ့်မယ်။ကဲမဲ့ခွင်းကဗီလာပက်ဖြစ်တဲ့အတွက်ကြောင့်ထင်တလောက်တော့လွယ်မနေဘူး။ထင်တလောက်လွယ်မနေပေမဲ့ရှုံးရလောက်အောင်လည်းဘုံမောက်တင်သည်ချင်မနေပြန်ဘူး။အဲဒီကြောင့်ကျွန်တော်တို့ဒီပွဲတင်မှာဘုံမောက်တင်ကိုသဘောကျတယ်။နမကြီးဖုတ်ဘောဖန်တစ်တင်နဲ့လည်းအမြင်ချင်းတူပါတယ်ခင်ဗျ။ကဲကျွန်တော်နောက်တဲ့ဒီပွဲကတော့ Brentford နဲ့ Newcastle ဖြစ်ပါတယ်။ဒီပွဲစဉ်ကိုလော်ရိုကတူတူတည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းပြီးခရစ်ဆောက်တန်ကတော့ဇီးဇီးဖြစ်သွားမယ်လို့ခန့်မှန်းထားပါဗျ ဒီပွဲရဲ့အကြောပေးမှုကိုကြည့်မယ်ဆိုရင်တော့ဒေဒယ်ဆိုတဲ့အကြောပေးမှုပေးထားတာပါ Brentford ကအိမ်ဝင်မှာတော်တော်မာကုန်ရှိတဲ့အသင်းတစ်သင်းပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ Newcastle ကိုမယုံလို့တော့လည်းမရဘူး Newcastle ဒေဒယ်ပေးတာတောင်မှ Newcastle ကိုသဘောကျတဲ့နေတဲ့ပုံစံမျိုးဖြစ်နေတယ်အိမ်ကွင်းကြီးဗျာ Brentford သူ့ဘက်ကိုစိတ်ကြိုက်အိမ်ကွင်းမှာကစားပလိစေအောင်ကျွန်တော်ကတော့ Newcastle အသင်းကိုရွေးချယ်ပေးချင်ပါတယ် နောက်ထပ်တစ်ပွဲကတော့ Crystal Palace နဲ့ Brighton ဖြစ်ပါတယ်။အကြောပေးမှုရက Crystal Palace အသင်ကတရေတဝက်ရှုံးပေးထားပါတယ်။ Palace ကတော့မာကုံရှိတဲ့အသင်တစ်သင်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီတရေတဝက်ရှုံးကိုတော့သဘောကျမိတာအမှန်ပဲ။ဒီပွဲစဉ်ကို Loro က Palace 2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပြီး Chris Sutton ကတော့1-1တေပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်။တကယ်တဝက်ဆုံးရှုံးခံနိုင်ရင်တော့ Ancient Crystal Palace အသင်းအားပေးတာပို့ပြီးတော့ကောင်းပါလိမ့်မယ်ခင်ဗျ။နောက်ထပ်တစ်ပွဲကတော့ Nottingham Forest နဲ့ Leeds ဖြစ်ပါတယ်။ ီပွဲစဉ်ရဲ့အကျော်ပေးမှုကိုကြည့်မယ်ဆိုရင်တော့ Nottingham Forest ကတေးတဝက်ရှုံပေးတာတယ်ဒီတစ်ပတ်ကန်တဲ့ပွဲစဉ်တွေမှာတေးတဝက်ရှုံပွဲတွေကတော့အများကြီးဖြစ်ပါတယ်ဒီပွဲစဉ်ကို Loro ကစည်းစည်းပြေပွဲဖြစ်သွားမယ်လို့ခန့်မှန်းပြီး Southampton ကတော့ Nottingham Forest 2-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်အကျော်ပေးမှုကရန်တော့ပျော့နေတယ် တတိထားမဲ့ပုံစံမျိုးပဲတိုးပေမဲ့လည်းနီးပြတဲ့ရှောင်းဒက်အနေနဲ့ lease လို့အသင်းမျိုးကိုအိမ်ဝဲမှာအနိုင်မရရင်တော့တိတ်အဆင်မပြေဘူးဒီလိုကြောင့်ကျွန်တော်တို့ရေ Nottingham Forest အသင်းကိုအားပေးတာပို့ပြီးတော့ကောင်းပါလိမ့်မယ်ဒီတစ်ပတ်ရဲ့နောက်ဆုံးပွဲ Man City နဲ့ Liverpool အကြောပေးမှုရက Man City တည်ရအပြည့်ရှုံးပေးထားပါတယ်အကြောပေးမှုပြင်းတယ်လို့ပြောရမှာပါ ်လီဗာပူးသည်အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာရီယယ်မက်ဒရစ်လိုအသင်းမျိုးကိုအနိုင်ရအောင်ကစားနိုင်ခဲ့တယ်ဒီလိုအသင်းမျိုးတရေတဝက်မဟုတ်ဘဲနဲ့အပြည့်အဝဆုံးရှုံးခွင့်ပေးထားတာကိုကြည့်ကြရပြည့်မန်စီးတီးမှာနိုင်နိုင်ချင်းရှိနေတယ်ဆိုရက်သဘောမျိုးတွေအများကြီးရှိနေပါတယ်ဒီပွဲစဉ်ကိုလော်ရိုကတော့တူးတူးတည်ပွဲဖြစ်မယ်လို့ခန့်မှန်းထားပါတယ်ခရစ်ဆော်ဒန်ကတော့မန်စီးတီး2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်မန်စီးတီးနိုင်ချင်များတဲ့ပွဲပါ ဒါမဲ့ Liverpool ကလည်းအရင်ချင်လွန်းလာတဲ့အတင်းတင်းတော့မဟုတ်ဘူးကျွန်တော်ကတော့တေးပွဲတစ်ပွဲနဲ့အဆုံးသက်သွားဖို့များတယ်လို့ထင်ပါတယ်ခင်ဗျဒီတော့ကြောင့်တေးကြရင်အပြည့်အဝဆုံးရှုံးရမယ်မန်စီးတီးတင်းကိုညင်းပယ်ထားချင်ပါတယ်